ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ပူပြင်းလာတဲ့နေရသည်ရဲ့နေပူချင်းကြောင့်ဂျုံမြကစိတ်မသက်သာစွာနဲ့ပဲနှုတ်ထလာပါလိုတယ်အိုးဖီးယားသခင်ဒီနေရသည်ကလွန်ခဲ့တဲ့ရက်တွေအားထက်တောင်ပိုပူလာပါလား ဒီလိုနဲ့ပဲသူဟာလက်လကိုနှိုးလိုက်ပါတော့တယ်။လက်လထအောင်တကားဖွင့်မေးပါအောင်ကွယ်အမေအသက်ရှူချက်တလို့ဖြစ်နေလို့ပါ။လက်လကလည်းတခြားချွေးမလေးယောက်ကိုနှိုးလိုက်တဲ့နေချွေးမလေးယောက်ကလည်းအိနေရကနေနှိုးချလာခဲ့ပါတော့တယ်။အိုးအမေချွေးတွေဆူဆွဲနေပါလား။သမီးတို့အားလုံးလည်းအယံပူလွန်းလို့လေညနေမှပဲအိပ်ပျော်သွားတာ။ဟုတ်တယ်ချွေးမရဲ့ဒီနွေရတီးရပုံမှန်ထက်ကိုပို့ပူတာပဲ။ဧပြီလပဲရှိသေးတာတော့မှအပူမခံနိုင်တော့ဘူး။ တညလုံးလဲဟိုဘက်ဒီဘက်လဲနဲ့ချွေးတွေကိုဆုပ်ရွှဲနေရပဲရေတောက်ချင်လို့မြေအိုးထဲကရေအေးလေးတစ်ခွက်ခတ်ပေးပါအောင်ကွယ်ဟုတ်ကဲ့အမေဟမ်မြေအိုးထဲမှာရေတဆက်မှလည်းမရှိဘူးဒါပေမဲ့ကျမညတော့မှအပြစ်ဖြေခဲ့တာပါရေတွေကဘယ်ဟိုရောက်သွားလဲလလဟာမြေဦးအကွေးချောင်းကရေတွေယူစိန်ပြီးမိဖို့ရင်းမှာပါရေတွေဆူရွှဲနေတာကိုတတိပြုမိသွားပါတော့တယ်အကွေးနေတဲ့အိုးထဲကိုပလုတ်လုတ်ပြီးရေထည့်လို့ရတော့မှလဲ ရေဘလို့တောက်ရတော့မှလဲပြီးတော့မီးဖွာလဲရေဆိုးနေပြီဘလို့ဟင်းချက်လို့ရတော့မလဲစိတ်ပြက်နေလို့အလုံးမဖြစ်ဘူးချွေးမတော့ရေအမေတို့အတူတူနီးလဲရှာကြရအောင်မဟုတ်ရင်နင်းတို့ယောက်ျားတွေကိုထမင်းမကြွေးပဲဘလို့အလုတ်သွားခိုင်းလို့ရမှလဲဒါပေမဲ့မစိုးရိမ်ပါနဲ့အမေရဲ့ကျမတို့နီးလဲရှာပါမယ်တို့အငတ်ထားမှမဟုတ်ပါဘူးမြမြဟာအိတ်ထဲမှာထည့်ထားတဲ့ပဲအကျဲမုံကိုတီးသွားပါတော့တယ်။ဒီလိုနဲ့ပဲသူဟာအကျဉ်ရသွားပါတော့တယ်။လှလှနဲ့စီစီရဲ့ကျက်သူနေနဲ့ညှို့သီးကိုလီးထားလိုက်နော်။ ဒါပေမဲ့ဟင်းချက်ဖို့မပြောနဲ့တောက်ဆရာကြီးတောင်မရှိဘူးလေငါအိမ်နီးချင်းတွေစီကနေရေးသွားတောင်းလိုက်မယ်တို့ရဲ့မိဖုချောင်းလေးဟာလုံးဝသုံးမရတော့တဲ့အထိပျက်စီးနေပြီးဟင်းအိုးတွေကလည်းပျက်စီးနေပါပြီတဲ့ကွယ်ဒီလိုနဲ့လှလှကမိမိရဲ့အိမ်ကိုရေခဲတောင်းဖို့တွားခဲ့ပါတော့တယ်ငါ့ကိုရေခဲကြီးနည်းနည်းလောက်ပေးလို့ရမလားရင်ငါတို့အိုးကွဲသွားလို့ဟင်းချက်လို့မရတော့လို့ပါရတာပေါ့ပေးပါမယ်လှလှရဲ့မိမိဟာလည်းသူ့ကိုနှွေးထွေးစွာကြိုးစားခဲ့ပြီး ရေကင်းများပေးဖို့အတွက်သဘောတူခဲ့ပါတယ်။လက်လာကမိမိရဲ့မိဖုကြောင့်လေးမှာစတီကောဖန်နှစ်ထပ်တစ်တာနဲ့တော်ဝင်မိဖုကြောင့်လိုမျိုးမိဖုလေးခုကိုတွေ့လိုက်ရတဲ့အခါမှာတော့သူတို့ရဲ့မိဖုကြောင့်ဟာအမှိုက်ပုံတာတာဖြစ်တာကိုနှိုင်းရှင်မိခဲ့ပါတယ်ကွယ်။ငါတို့လိုစင်ရတဲ့မိန်းမတွေအတွက်ကတော့ရှုံမိဖို့နဲ့ပဲဟင်းချက်နေရပြီးအပူထဲမှာရေအေးရဖို့တောင်းတနေရတယ်။ဖျားသခင်ကမတူညီတဲ့ဘဝတွေကိုဖန်တီးထားပါလားကွယ်။ဒီမှာနင်လိုတဲ့ရေခဲ ကျေးဇူးပါပဲမေမေအိမ်ပြန်လာပြီးနောက်မှာတော့လှလကရေခင်းရေတွေကိုကြက်သွုံငရုတီးမှုံတံမြာတီးတို့ကိုရောဆက်လိုက်တဲ့အခါမှာတော့အရာသာကောင်းမွန်တဲ့ဖြော်ရည်ကိုရာသွားပါတဲ့ကွယ်ဒီမှာမီးတောက်ဖြော်ရည်အရာသာဘလို့လဲဝါအရင်အရာသာရှိတဲ့ဖြော်ရည်ကိုဖြော်ထားတာပဲတန်းနဲ့မီးထမင်းရောချက်ပြီးပြီလားမီးဖို့အားရေဆိုသွားလို့ဟင်းချက်လို့မရတော့ဘူးတားရဲ့မြစ်ထဲကနေရှုပ်ယူခဲမှပဲမီးဖို့ပြင်လို့ရမှာ ာမှမဖြစ်ပါဘူးအမေရဲ့ဒီဖြော်ရည်ကိုပဲတောက်လို့လေရပါတယ်။ဘာပဲဖြစ်ဖြစ်အပြင်းမပူနေတာဆိုတော့ရင်အေးတာပေါ့။ဒါပေမဲ့လည်းပြဿနာကြီးတစ်ခုကတော့ရှိနေပါတည်း။တိရကဘိုင်းနာလာတည်းကွယ်။အမေကျမအိမ်သာသွားချင်တယ်။ဒါကအိမ်သာသွားမယ့်အချိန်မဟုတ်ဘူးလေ။နင့်ကိုဆော့ဆော့ဆူဆူအိမ်သာသွားပါလို့ငါဘယ်နှခါပြောရမလဲ။ဒါပေမဲ့လည်းအမေရဲ့ကျမတို့အိမ်မှာအိမ်သာတကယ်လိုအပ်နေတာ။ညနာမှာအဝှျှော်ရင် ရှုပ်နေသွားอยู่ကြရအောင်လေ။ ဒီလိုနဲ့မြစ်ထဲကနေရှင်ယူပြီးအိမ်နဲ့မိဖို့ကိုပြင်ဆင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။တီတာဟိုဘက်ကိုသွားပြီးရှင်သွားယူလာခဲ့။စစ်စီကတော့ဒီဘက်ကရှင်နေကိုပုံနဲ့ထဲ။ဒေါ်ရီမှာရှိတဲ့မြစ်ထဲကနေရှင်ယူနေစဉ်အတွင်းမှာပဲတစ်တော်ဦးစီးမှုကအော်လိုက်ပါတဲ့။မြစ်ထဲကရှင်နေယူတာတဘာဝပန်ဝင်းကျင်ကိုထိခိုက်စေတယ်။မြေမြထွက်သွားကြ။မဟုတ်ရင်နင်တို့ကိုအေးအေးယူရနိုင်မယ်။ယူချင်းရင်တော့နည်းနည်းပဲယူကြ။သူတို့ကရှင်အနေငယ်ကိုသာယူပြီးအင်ကိုပြန်လာခဲ့ပါတယ်။ ဒီလက်တဆုပ်စာရှင်ဟာရည်ရှိခံမှာမဟုတ်ဘူးမိဖို့ပြင်မိအိမ်ကိုပြင်ဖို့ဆိုရှင်လို့သေးတယ်ဒီဟာတခင်တော်သေးတယ်ရှင်ယူနေတာဘသူမှထပ်မမြင်သွားလို့ဒီလိုနဲ့ပဲမိဖို့ကိုပြင်ပြီးနောက်မှာကျွေးမတွေကဟင်းချက်ပြုတ်ကြပါတော့တယ်ဒီလိုနဲ့နေရောညပါကုံဆုံးသွားပြီးတဲ့နောက်မှာတော့လေးတိုက်တာကြောင့်အိမ်ခေါင်းမိုးပေါ်မှာရှိတဲ့ဓဏီတွေဟာလွင့်ထွက်သွားပါတော့တယ်မကြခင်မှာပဲအိမ်ခေါင်းမိုးမှာနေထိုးလာပြန်ပါတဲ့ကြည့်ရတာကျမတို့အိမ်ထဲကိုနေအလင်းပေါက်နေတဲ့ပုံပဲ နေရသူ့ဘာသာမနေပဲငါတို့အိမ်ထဲဝင်လာရတယ်လို့ကွယ်အရင်ခင်ရဆိုရင်ရှွန့်အိမ်ထဲမှာနေကြတာအဲကွန်းတော့မလို့အေးမြနေရောပဲရှွန့်နဲ့ချက်တဲ့ဟင်းတွေကလည်းမှွေးပြက်နေရောပဲရောက်ခမဖြစ်သူရဲ့စကားကိုကြားပြီးတဲ့နောက်မှာချွေးမအယောက်ကရှွန့်နဲ့အေးမြတဲ့အိမ်လုံးကြီးကိုစဉ်းစားလိုက်ပါတော့တယ်နင်တို့၅ယောက်လုံးအိမ်ဆောက်ဖို့အတွက်ရှွန့်အိတ်တရာယူလာပေးနိုင်လားအုတ်တွေဘီလက်မြေတွေကဈေးကြီးပေမဲ့တတိယသဘောကောင်းတဲ့သူမို့လို့ရှွန့်တွေကိုလက်ကားပေးမှာပါ နှစ်လဟာသူ့ခင်မုန်းကိုစောင့်လုံရေးလုပ်ငန်းကနေရှင်ယူလာပြီးဖို့ပြောတဲ့အခါမှာသူ့ရဲ့ခင်မုန်းကလည်းသဘောတူလိုက်ပါတဲ့ကွယ်။နောက်တနေ့မှာတော့ချွေးမအယောက်ကနောင်ချီကောက်လာခဲ့ကြပါတဲ့။ချွေးမမင်းတို့မနဲ့တရားပဲသွားနေကြလဲဘလို့လုတ်ပြီးနွားချီနဲ့အများကြီးတဲလာကြတာလဲ။အမေအခုနွားချီရောရှင်ရောရပြီဆိုတော့အခုရှင်ရင်လုတ်လို့ရပြီ။ရှင်နဲ့နွားချီကိုရောက်ပြီးအမိုးနဲ့နေရန်ကိုပါတီပြုပြင်လိုက်ကြပါတယ်ကွယ်ဒီမှာကြည့်အောင် နေရမှာအကြောင်းတွေပြည်နေပြီစိတ်မပူပါနဲ့ဟဲ့ငါတို့ရဲ့ရွှေနေရံတွေကလေကြက်နှကောင်ပြိလက်မြေထက်တောင်ပိုပြီးခိုင်ခန့်သေးတယ်ဟုတ်တယ်ရွှေနေချောက်လာတာနဲ့အိမ်ရဲ့နေရံတွေကအေးမြလာမှာအဲရွှေကအိတ်တဝက်တောင်ကြံနေသေးတယ်ငါတို့ပါလို့အိုးလို့ဖို့မတွေးမရလဲမောင်နေပြီဆိုတော့ပင်မနေပြီမနဲ့ပြန်မပဲအိုးလို့ကြတာပေါ့နောက်တနေ့မနဲ့မှာတော့ချွေးမရောက်ကဥရီကူပြုတ်လုံနေကြပါတယ် သူတို့ကရှွန်းနဲ့လှပတဲ့အိုးပုံကူဖော်ကခံခန့်အောင်မီးပူပေးလိုက်ပါတဲ့ကွယ်အစားအစာချက်ပြုတ်တဲ့အခါမှလည်းမှွေးပြန့်နေပြီးအိုးခွက်အသင့်ရှိတာကြောင့်စားဖို့အတွက်အသင့်ဖြစ်နေပါတဲ့အခုတော့ငါတို့စီမှာဟင်းချက်ဖို့လုံလောက်တဲ့သုံးဆောင်တွေရှိသွားပြီဟုတ်တယ်ညံရှိတဲ့ချွေးမလေးတွေအသက်ရှိကြပါစေကွယ်အခုတော့ရေခဲတက်တာပဲလို့တော့တယ် ရောက်ခမဖြစ်သူရဲ့ရေကင်းတစ်တာလူချင်းနဲ့ဆန္ဒကိုမြင်တဲ့ချွေးမကအဟောင်းဆိုင်ကနေရေကင်းတစ်တာတစ်လုံးကိုဝေပီးခဲ့ပါတဲ့ကွယ်ရေကင်းတစ်တာတဲ့ကိုရွှေနဲ့ထဲလိုက်တော့လေအရှမ်းကိုအေးများတဲ့အိမ်လုံးရေကင်းတစ်တာလေးဖြစ်သွားမှထန်းနေပန်ကောက်လည်းပြုတ်ပြင်ရမှထန်းနေဒါပေမဲ့အလုံးမဖြစ်ဘလို့လုံးမလဲစီစီဟာပကံကိုပြုတ်ပြင်ပြီးဖွင့်ဖို့အတွက်လှုပ်လိုက်ပါတယ်ပန်ကားကလေမရရင်တော့ဘလို့လုံးကြမလဲဖလုတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့အရင်ကိုအေးမြနေပါတော့တယ် ခုတော့အင်ရောပန်ကာရောရေကင်းတက်တာရောမိဖို့ရောအကုန်အဆုံးရှိတော့ပြီ။ငါရဲ့ချွေးမတွေအတွက်ငါကုတ်ယူတယ်ဟိ။အခုဆိုနေပူထဲမှာလည်းအိတ်ဆရာမလို့တော့ဦးလေ။ဟုတ်တယ်မင်းတို့တွေကရဲဟုံကောင်းကြတယ်။ပစ္စည်းအစုံရအောင်လုပ်ပေးနိုင်နေ။ခဏကြာမှတော့ခင်မုံဖြစ်သူတွေဟာတွင်းကြီးတစ်ခုတူပြီးရှော့အင်သာစောင့်လိုက်ကြပါတည်းကွယ်။အခြေခံပြဿနာဖြစ်တဲ့မစင်စွန်ချင်းပြဿနာကိုလည်းဖြေရှင်းနိုင်ခဲ့ပါပြီ။အခုတော့အင်သာလည်းရပြီ။အကုန်ပြေဆုံးသွားပြီ။ ဒါအပြင်ကိုပဲချွေးမအယောက်ကပစ္စည်းအစုံလေးနဲ့နေရတဲ့အပြင်အိမ်နီးချင်းတွေရဲ့ဝယ်ယူမှုကြောင့်လည်းရှုံနေလို့တဲ့ပစ္စည်းတွေကိုရောင်းချပြီးဝင်ငွေအများအပြားကိုရရှိခဲ့ပါတည်းကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်